မင်္ဂလာပါ channel msn ပါ UFC မှာ Brazil fighter အများစုကဘာကြောင့်အဝါရောင်ဘောင်းမိပဲဝစ်ကြတာလဲ ် UFC မှာ fighter အများစုကပွဲထိုးတဲ့အခါမှာကိုကြိုက်တဲ့ဘောင်မီအယောင်ကိုရွေးချယ်ခွင့်ရှိပေမဲ့သူတို့နိုင်ငံတွေရဲ့အယောင်ကိုကိုစားပြုတ်ပြီးတော့ဝစ်ဆင်ကြတာများပါတယ်။ US က fighter တွေကအနက်အနီနဲ့အပြာရောင်ဘရာဇီး fighter တွေကတော့အဝါရောင်မက္ကဆီကို fighter တွေဆိုရင်အစိမ်းရောင်နဲ့တရုတ်နဲ့ရုရှား fighter တွေကတော့အနီရောင်ကိုများသောအားဖြင့်ရွေးချယ်လေးရှိကြပါတယ်။ရွှေရောင်နဲ့အနက်ဆက်ထားတဲ့ဘောင်မီကိုတော့ champion တွေကသာဝစ်ဆင်ဖို့ကန့်သက်ထားပါတယ်။တခြားနိုင်ငံက fighter တွေထက်ဘရာဇီး fighter တွေကသူတို့နိုင်ငံကအမျိုးသားအမွေနဲ့ ထိမ်းအမှန်တစ်ခုအနေနဲ့အဝါရောင်ကိုပဲတော်တော်များများဝတ်ကြပါတယ်။အဝါရောင်ကဘရာဇီးနိုင်ငံမှာပါတဲ့အဝါ၊အစိမ်၊အပြာ၊အဖြူအယောင်လေးခုတွေကတခုဖြစ်ပြီးတော့လက်ရှိဘရာဇီးဘောလုံးအသင်းရဲ့တက်တော်ရှိဂျာစီအယောင်လည်းဖြစ်ပါတယ်။အဝါရောင်ကဘရာဇီးသားတွေကိုဘာလို့လွှမ်းမိုးတာလဲလို့မေးစရာရှိတယ်။1959ခုနှစ်မှာဘရာဇီးနိုင်ငံကအင်ရှင်အနေနဲ့လက်ခံကျင်းပတဲ့ကမ္ဘာဖလားဘောလုံးပွဲမှာအူရုဂွေးအသင်းကိုအင်ရှင်ဘရာဇီးက 2-1နဲ့ကပ်ပြီးတော့ရှုံးခဲ့တယ်။အဲ့တော့ကဘရာဇီးအသင်းအမြဲတမ်းဝစ်တာကအဖြုံနဲ့အပြာဆက်ထားတဲ့ဂျာစီပါ။အဲ့ပွဲပြီးမှာသူတို့ဝစ်တဲ့ဂျာစီကလက်ကီမကောင်းဘူးလို့ယူဆပြီးတော့ဂျာစီဒီဇိုင်းပြောင်းဖို့ဆုံးဖြတ်ခဲ့ပြီးတော့ပြိုင်ပွဲတစ်ခုလုပ်လိုက်ပါတယ်။ဂျာစီအယောင်ကိုတော့နိုင်ငံအလံရဲ့အယောင်၄ခုလုံးပါဝင်ရမယ်။ရှင်ပြိုင်တဲ့သူအများကြီးတွေကမှလက်ရှိအချိန်ထိဘရာဇီးအသင်းဝစ်ဆင်နေစေဖြစ်တဲ့အော်ဒီရှယ်လီလို့ခေါ်တဲ့အဝါနဲ့အစိမ်းဆက်ထားတဲ့ဂျာစီဒီဇိုင်းကိုရွေးချယ်ခဲ့တယ်။အဲ့နောက်မှာဘရာဇီးအသင်းက1958ကနေစပြီးတော့ကမ္ဘာဖလားကို၅ချိန်တိတိစုခိုးနိုင်ခဲ့ပြီးတော့ လက်ရှိအချိန်ထိကမ္ဘာဖလားသမိုင်းကြောင်းတလျှောက်မှာဖလားအများဆုံးရထားခဲ့တဲ့အသင်းအနေနဲ့ရပ်တည်နိုင်ခဲ့ပါတယ်။ဒါကြောင့်အဝါရောင်ကိုဘရာဇီးသားတွေကကံကောင်းစေတဲ့အယောင်ဖြစ်မှတ်ယူကြပြီးတော့သူတို့နှလုံးသားတဲမှာလည်းလွှမ်းမိုးနေတာဖြစ်တဲ့အတွက်အခြားအယောင်တွေထက်ဆိုင်အဝါရောင်ကိုပဲသူတို့နိုင်ငံကိုစားပြုတယ်လို့ယူဆပြီးတော့အမျက်တနှုန်းနဲ့ဝစ်စင်လေးရှိကြတာပါ။နာမည်ကြီးဘရာဇီးဖိုင်တာတွေဖြစ်တဲ့ Edison Silva, Jose Aldo, Charles Oliveira တို့ဆိုရင်သူတို့ပွဲတော်တော်များများမှာအဝါရောင်ဘောင်းမီကိုပဲဝစ်စင်ပြီးတော့ရှင်ပြိုင်ကြပါလေ။ဟုတ်ပြီဒါတော့ဆိုရင် င်တော့ဘရာဇီးဖိုက်တာတွေဘာကြောင့်ဘောင်းမီအဝါကိုပဲများသောအားဖြင့်ဝတ်ဆင်လေးရှိကြလဲဆိုတာသိလောက်ပြီလို့ထင်ပါတယ်။ဟုတ်ကဲ့ကျွန်တော်ညောတာပါ။ Channel MSN ပါ။တတ social media platform တွေရဲ့ rule အရကျွန်တော်တို့က link ချလို့မရတော့ပါဘူးအဲ့တော့အခု QR code လေးကို scan ဖတ်ပြီးတော့ Telegram group ကို join လို့ရပါပြီ promo code MSN Wage ကိုသုံးပါ